ားလုံးပဲမင်္ဂလာပါရှင်မြန်မာဝိုင်းဒီ channel ရနေပရိသတ်များအားလုံးကိုကြိုဆိုပါရစေဒီနေ့မှာတော့စာရေးဆရာဇေယနာ ရာမညရေးသားထားတဲ့အောင်မြတ်တာနဲ့မောင်းတလုံးတောင်ဆိုတဲ့ဇာတ်လမ်းလေးကိုတင်ဆက်ပေးခြင်းပါတယ်ဇာတ်လမ်းမစသေးခင်မှာ channel လေးကို like and subscribe လေးနဲ့ဇာတ်လမ်းတစ်တစ်တင်နိုင်မှလည်းသိရှိနိုင်မှုဗီဒီယိုပေါင်းလေးနေပေးပါအောင်နော်ဟုတ်ကဲ့ဒါဆိုရင်တော့ဇာတ်လမ်းလေးစလိုက်ပါပြီနှစ်ပေါင်းများစွာမပြုတ်ပြင်မဲ့ထားခဲ့တဲ့ဒီဇိုင်းတစ်ခုအတွင်းကနေဖျောင်းနိုင်မီအနည်းရောင်မှိန်ပြပြက ူဝထွာနဲ့သူအလင်းတက်ကိုပေးနေခဲ့တယ်။ဖျောင်းနိုင်ပြီးအလင်းရောက်ကြောင့်အမောင်တို့ကိုခိုးပြီးတွေ့ကပ်နေကြတဲ့လင်းတို့ရဲ့အော်မြင့်တန်းလည်းတိတ်ဆိတ်တဲ့ညအချိန်ခါမှာရံဖန်ရံခါထွက်ပေါ်လာခဲ့တယ်။လူရင်းလူချင်းမရှိတိတ်ဆိတ်ခြောက်ကပ်နေတဲ့တစောင်းထဲမှာတော့အောင်မြတ်သားတို့ဆရာတပည့်၃ယောက်ကငြိမ်သက်စွာထိုင်ပြီးတမန်ထားကိုမြင်းတတက်မြင့်အောင်အားထုတ်နေကြရာကနာကူမှာရှိတဲ့မွေးငင်းနှုတ်လေးတွေရဲ့လှုပ်ရှားမှုအားသတိထားမိလာတဲ့အစဉ်တည်းရောက်လာခဲ့တယ်။အဲ့ဒီချိန် တရားဖြုတ်ပြီးရနဲ့တောင်ပန်စုစုကိုသွားပါထမင်းအိုးသုံးလုံးချက်လောက်သွားပြီးရနဲ့အုတ်ကျိုးအပြက်တွေအတီးဖြစ်နေရဲ့ဇီဒီပြက်တစုကိုမြင်ရလိမ့်မယ်ဇီဒီပြက်ကိုတွေ့ရင် သူ့လမ်းဘေးကနေတောင်ပေါ်ဆက်တက်ပါတောင်ပေါ်ရောက်ရင်ဆရာအဆက်ဆက်တီလို့မရခဲ့တဲ့ဇီဒီတစုကိုတွေ့အောင်ရှာပြီးသာသနာပြုပါလူလေးဆိုတဲ့အတန်ကိုရှင်းလင်းပြသစွာကြားရတော့တယ်အောင်မြတ်သာလဲကြားလိုက်ရတဲ့အတန်ကို စိတ်ထဲမှတ်ထားပြီးတရားဖြုတ်ပြီးရဲ့အချိန်ရောက်တော့ ဆရာတပည့်နှယောက်ကိုအကျိုးအကြောင်းပြောပြကတောင်ဘက်စုစုကိုထွက်လာခဲ့ကြတယ်။ရာသီဆောင်ကဆောင်းရာသီဘက်ကိုလှည့်ပြီးဖြစ်တဲ့အတွက်အာယုံတက်ချိန်မှာအတားစီးမဲစွာကြဆင်းနေတဲ့နှိမ့်မုံတွေကိုအန်တုပြီးခရီးဆက်လာခဲ့ရ။ညောင်ကြိုးပင်အောက်မှာမီးမွေးပြီးအကျော်ရောင်းနေတဲ့လမ်းမင်းဆိုင်တစ်ခုနာရောက်လာခဲ့တော့တယ်။ငါတို့တို့အကျော်လေးအားပေးသွားပါအောင်။ခုမှဆိုင်ဆောက်ထွက်တာဆိုတော့ဈေးဥပောင်းနေနဲ့အကျော်လေးပို့ထည့်ပေးပါမယ်။အနက်ရောင်ကနေအဖြူရောင်ကူးပြောင်းစားပြုနေတဲ့စပင်ကို တပတ်ရှို့ထုံးပြီးခြိဆောင်ကိုခြုံထားတဲ့အကျော်သေးမိမရဲ့စကားကြောင့်အောင်မြတ်သာရှေးဆက်မသွားပဲခုံမူလေးတွေချထားတဲ့ဇပွဲဝိုင်းမှာဝင်ထိုင်လိုက်တယ်။ဘာကျော်တွေများစားကြမလဲကွ။အရင်ဆိုင်မှာတော့ကျက်တုံကျော်ဗဇွန်စာရွက်ကျော်နဲ့ဘူးတိကျော်တွေရပါတယ်။အကျော်ဆုံးနှစ်ပွဲချပေးပါအရင်။အောင်မြတ်သာစကားကြောင့်ဆိုင်ရှင်မိမကြီးကအငွေတထောင်ထောင်ထနေရဲ့အကျော်ပကံနေနဲ့ထည့်ပြီးတော့လာချပေးရင်ငါတို့လိုအတန်နာထောက်ရတာဒီအရက်ကမဟုတ်တယ်လို့ပဲ ကျုပ်တို့ကအညာဘက်ကလာကြတာပါ။ဒါနဲ့ဒီအနီးတစ်ဝိုက်မှာဇေဒီပြတ်တစုရှိရဲဆိုတာဟုတ်လားအကြီး။အော်ဇေဒီပြတ်ကရှေ့ရလဲလန်းအတိုင်းဆက်သွားရင်တွေ့ပါလိမ့်မယ်။လူလေးတို့ကဇေဒီပြတ်ကိုရှာပြီးဘာလို့မလို့လဲ။အကျော်တယ်မိမကြီးရဲ့စကားကြောင့်ကောင်းရကလွယ်အိတ်ထရနေပဒီကောကိုထုတ်ပြလိုက်ပြီးတော့ကျုပ်တို့ကနေတကာလှည့်ပြီးအတိတ်ထံဝင်နေကြတဲ့သူတွေဖြစ်လို့မေးကြည့်ရပါ။တာဒုတာဒုတာဒုပါခွဲ။အသက်လေးတွေရလဲငယ် ဖျားတရားနဲ့လှုပ်တယ်ဆိုတော့အားကြမိပါတယ်။အကြီးတို့ကတော့စားဝေးနေရတဲ့အတွက်ရုန်းကန်နေရစေမှုစိတ်သေးရှိရင်မလုံနိုင်သေးပါဘူး။ကဲကဲအကျော်တွေမအေးခင်စားလိုက်ကြပါအောင်။အောင်မြတ်သားတို့လည်းရှေ့မှာရှိတဲ့အကျော်တွေကိုစားပြရနဲ့ကြားသိငွေကိုရှင်ကထွက်လာခဲ့ကြတယ်။လှဲလှဲအတိုင်းနိုင်ဝဲလောက်လမ်းလျှောက်ပြီးချိန်မှာတော့အုတ်ကျိုးအပြက်တွေပုံထားသလိုဖြစ်နေရဲ့ဇေဒီပြက်တစုကိုမြင်လိုက်ရတယ်။စီဟာဒါဇေဒီပြက်ပဲဖြစ်မယ်။ ကျွန်တော်တို့ဒီအင်းနီးနားမှာတောင်ပေါ်တက်လို့ရမယ်လမ်းရှိမရှိရှာကြည့်ပါအောင်မယ်။တက်ခိုင်နယ်ကောင်းရွာကဇေဒီပြတ်ဘေးမှာရှိနေတဲ့ချုံတွေတွေကိုတေကိုင်းကျောက်တွေနဲ့ဝှေ့ရမ်းပြီးလမ်းရှာဖို့ထွက်သွားတဲ့ချိန်အောင်မြတ်သာကတော့စိန်ညို့အုံမနီရဲ့တောင်ပေါ်ကိုစူးစိုက်ကြည့်နေခဲ့တယ်။ကိုနေရညံလောက်ကြတော့တက်ခိုင်နယ်ကောင်းရွာကိုပြန်ရောက်လာပြီးတောင်ပေါ်ကိုတက်သွားတဲ့လူလန်းတစ်ခုတော့တွေ့ရစီယာဒီလန်းကမတုံးတာကြားလို့တင်တယ်။ချုံတွေနဲ့ပိတ်နေရအတော်ရှင်းယူလိုက်ရတယ်။ လမ်းလဲတွေ့ပြီဆိုတော့တောင်ပေါ်တက်ကြရအောင်အခုငါတို့ရှာနေရဲ့ဈေးကြီးပြက်ကဆရာအဆက်ဆက်တီလို့မရခဲ့ဘူးလို့သိရတယ်။ဒါကြောင့်တောင်ပေါ်စတတ်တာနဲ့သတိဝိတ္တိယထားကြပါ။အောင်မြတ်သာလဲတက်ခိုင်းနေကောက်ရအောင်သတိထားဖို့မှကြပြီးတောင်ပေါ်စတတ်ခဲ့တယ်။တရိပ်ဝါရိပ်တွေကောင်းတဲ့တောင်ဖြစ်တဲ့အတွက်အေးမြလက်ဆက်တဲ့လေနူအေးလေးတွေကဗတ်ပေါင်းဆောင်ကနေတိုးဝေတိုက်ခတ်နေကြတယ်လို့အချမ်းတက်ကလည်းပူလာခဲ့တယ်။လူနေရောက်ဘေးချင်းရှင်သွားလို့တော့မရတဲ့တောင်တက်လန်းချင်းလေးကို တနာရီလောက်ခက်ခက်ခဲခဲတက်ပြီးရဲ့ချိန်ထိဇီရီပြက်နေတူတာဆိုလို့ဘာမှမတွေ့ရတဲ့ပြင်တောတောင်ကလည်းနေတဲ့တက်နဲ့လာတာမို့တခြားတောကောင်တွေရဲ့အနေရကိုလည်းပို့ပြီးတတိထားရတယ်။ငါတို့မျက်စိလည်နေပြီနဲ့တူတယ်သခိုင်။အောင်မြတ်တာစကားကြောင့်သခိုင်ရဘေးဘီကိုကြည့်လိုက်ရ။မဟုတ်ပါဘူးစီယာ။ဒီနေရာကျွန်တော်တို့မရောက်ခဲ့ဘူးလေ။မရောက်ခဲ့ရတော့မှတ်နေ။ဒါပေမဲ့ငါတို့ရှာနေတဲ့ဇီရီပြက်ကိုမတွေ့ရလို့တစုံတစ်ယောက်ကလှည့်စားထားတယ်လို့ခန့်စားနေရတယ်။ ောင်မြတ်သားရဲ့စကားဆုံးမှာတောင်ကပန်းအခွေကနေကုန်တီလုံးလောက်ရှိရဲ့ပတိကိုလဲပေးမှချိတ်ကဝိပြုစီကျဲဝေထားတဲ့ပုဂ္ဂိုလ်တစ်ပါးထွက်လာပြီးတော့တင်တော့မောင်တလုံးစီရီပြက်ကို လိုက်ရှာနေရတဲ့သူတွေလားဟုတ်ပါတယ်တင်ရောဘသူပါလဲကျောင်းနဲ့မဲ့ဖိုးဆန်လာပါဒီတောင်ကျောင်းမှာရှိရဲ့တပြေးပြေးမှာနေပါတယ်ဒါပြေးကျုပ်တို့စီရီပြက်ဘယ်နားမှာရှိလဲပြောပြပေးနိုင်မလားစီရီပြက်ကိုလာရှာတဲ့စီရီအတော်များများ အကျန်စီတွေမအောင်မြင်မဲ့နောက်ပြန်လှဲကြရတာများလို့တင်တို့ရဲ့အချိန်နေမကုန်အောင်ဒီကနေ့လှဲပြန်သွားကြပါလို့အကြံပြုပါရယ်။ကောင်းပါပြီဖိုးဆန်တော့တင်အကြံပေးတာကိုကျေးဇူးတင်ပါရယ်။ဒါမှမဲ့ကျုပ်တို့ကခိုင်းရဲ့အထက်ဆရာကြီးရဲ့အမိန့်နဲ့ဇေဒီပြက်ကိုရှာပြီးသာသနာပြုရမှာဖြစ်လို့မတွေ့မချင်းနောက်မလှဲပါဘူး။ကျုံးအနေနဲ့ဇေဒီပြက်ကိုလာရှာတဲ့သူတိုင်းကိုကုညီနိုင်တဲ့ဘက်ကအကောင်းဆုံးကုညီပေးခဲ့တယ်လို့တင်တို့လည်းကုညီပေးပါမယ်။ ကျွန်တော်တော့တင်းတို့ရဲ့ဉာဏ်ပညာစွမ်းနဲ့ဖြည့်ရှင်းကြပါဒါဖြင့်တင်းကျုပ်တို့ကိုကုညီနိုင်မဲ့ရောင်စောင့်မျှော်နေပါတယ်အောင်မြတ်တာစကားဆုံးမှာတော့ဖိုးဆန်လာကဒီတောင် မောင်တလုံးစီရီကို အစွဲပြုပြီးမောင်တလုံးတောင်လို့ခေါ်ကြတယ်တောင်ကျောင်းကိုတော့အပိုင်းနှစ်ပိုင်းခွဲထားပြီးတော့အခုတင်းတို့ရောက်နေတာတောင်အနောက်ကျောပါမောင်တလုံးစီရီပြက်ကတော့တောင်ရဲ့အရှိတောမှရှိရလို့ကြာဘူးနာဝါရှိခဲ့ပေမဲ့ကျုပ်တို့တော့မဖူးမြင်နိုင်သေးပါဘူး။ဒါကြောင့်တင်းတို့နေနဲ့စီရီပြက်ကိုရှာဖို့ တောင်ရှိကျော်သွားရပါမယ်။ဒါဆိုရင်ဇေဒီပြက်ကတောင်ရှိကျော်မှာရှိရဲဆိုတာသိကြတာပေါ့။သေးကြပါလေဇေရီပြက်လာရှာသူတိုင်းကိုကျုံးနေနဲ့လမ်းညွန်ခဲ့ပေမဲ့ခုချိန်ထိဘသူမှမဖူးမြင်ခဲ့ရအောင်တင်းတို့နေနဲ့တောင်ရှိကျော်မှာလမ်းပြောက်ခဲ့ရင်ကျုံးနေမယ်ကိုတလိုက်ပါတောင်ကျေရောက်တဲ့အထိလမ်းပြပေးပါမယ်ကျေးဇူးတင်ပါတယ်ဘိုးဆန်နောက်ကျုပ်တို့ဇေရီပြက်ရှာတွေ့ရခါဦးစိုးဖူးမြော်ဖို့တင့်ကိုခေါ်လိုက်ပါမယ်အောင်မြတ်သာစကားဆုံးမှာ ဘိုးဆန္ဒကတောင်ရဲ့အရှိတ်ကိုလက်ညှိုးညှို့ပြပြီးတောင်ကပန်းအနောက်ကိုဝင်ရောက်ပျောက်ကွယ်သွားတော့တယ်။ဆီယာခုနကဘိုးဆန္ဒပြောသလိုဆိုရင်ဒီဇေရီယာအတော့ကိုထူးဆန်းတာပဲ။ဟုတ်တယ်တက်ခိုင်။သူပြောစကားရတောင်ရှိကျောပိုင်းနဲ့သူတေချာပေါက်ရှိရမယ်။အခုနေအောင်လဲရလာပြီဆိုတော့အချိန်မလင့်ခင်ခရီးဆက်ကြရအောင်။အောင်မြတ်တာလိုလဲတောင်ရဲ့အရှိတ်စီကိုတရွေ့ရွေ့ခရီးဆက်လာခဲ့ရ။ဝါမင်းပင်နဲ့ထူးတက်စွာပေါက်နေတဲ့နေရာကိုရောက်တော့ ယာတိဥဒုဝရုတ်တရက်ပူနွေးလာတာကိုသတိထားမိခဲ့တယ်။အစာပိုင်းမှာတော့ကိုလဲလှောက်ရှားလို့ပူလာတဲ့ထင်ခဲ့ပေမဲ့အပူရှိန်ကတဖြည်းဖြည်းမြင့်လာတဲ့အတွက်စိတ်ထဲမသိငါတော့ပဲခြေလန်းနေကိုရက်လိုက်ကြတယ်။နေလဲမထွက်သေးပဲရုတ်တရက်ပူလာတယ်လို့ခံစားမိရဲ့စရာ။တက်ခါရလွယ်အိတ်ကိုချုပ်ပြီးနှစ်ဘူးမှစိုးနေရဲ့ချွေးစားတွေကိုလက်နဲ့တက်ကပြောလိုက်တော့ကောက်ရကဝါမင်းယုံနာမရောက်ခင်အတီအေးပါသေးရဲ့။အင်းနေရာကြော်လာမှပူလာတာ။အရင်လိုဝင်ပြောကား တက်ခိုင်စကားကိုထောက်ခံခဲ့တယ်။ဒါဖြင့်ဝါမင်းယုံမရောက်ခင်နေရာကိုပြန်သွားကြည့်ရင်အဖြစ်သိရလိမ့်မယ်။တောက်ရမင်းနောက်ကိုပြန်လဲလိုက်။အောင်မြတ်သာစကားကြောင့်တောက်ရကတွန့်လက်စော်နဲ့အနောက်ကိုပြေးသွားပြီးဝါမင်းယုံအကျော်လဲရောက်တော့ဒီဘက်မှာအေးရာမှာစိတ်နေရပဲဆရာရဲ့။ဆရာတို့ရဲ့နေရဘက်မှာပဲပူးနေတာ။ဆိုပြီးပြောလိုက်တာကြောင့်အောင်မြတ်သာတခုခုကိုတွေးမိပြီးတောက်ရကိုပြန်လာဖို့ခေါ်လိုက်တယ်။ဆရာထူးတော့ထူးနေပြီနော်။ဟုတ်တယ် ငါတို့တော့စောင်းရသည်ဖြစ်နေလို့တတိထားခဲ့မိရ။နေဘက်တွေရှာမိရင်နေကြောက်ပူတယ်ပဲထင်မိမှာ။ဒါကြောင့်လာသမျှဆရာတွေကြာရှည်မနေနိုင်ပဲလက်လျှော့ကြတာဖြစ်မယ်။ကျွန်တော်တို့ရောဘာဆန်းလုပ်ကြမလဲဆရာ။မကြခင်အေးအေးတက်ကရောလာမှဖြစ်လို့အချိန်မနှောင်းခင်ဘာကြောက်ပူရတယ်ဆိုတာအဖြေရှာဖို့လိုတယ်။အောင်မြတ်တာစကားဆုံးမှာတမာရုကိုစူးစီးပြီးပဝင်းချင်းကိုကြည်လိုက်ရာရင်နှွေးငွေတွေလိုအခိုးငွေတွေမြင်လာရတယ်။တောင်ရှိပါရမှာအခိုးငွေတွေလှုပ်ထုံနေပုံရ ဒီအနီးနားတဝိုက်မှာစီရီပြက်တေချာပေါင်းရှိရမယ်တက်ခိုင်နဲ့တောက်ရပြားစီဟာမင်းတို့နှစ်ယောက်လည်းအမြင်အာယုံကိုဖွင့်ပြီးကြည့်ဖို့လိုနေပြီဒီနေရာကိုငါတို့လာတာမကြိုက်တဲ့သူကအပူငွေးတွေကိုထုတ်ပြီးပြန်လှည့်အောင်လုပ်နေရအောင်မြတ်သာစကားကြောင့်တက်ခိုင်နဲ့တောက်ရတို့နှစ်ယောက်လုံးတမထာအာရိကိုစူးစီးပြီးကြည့်လိုက်တဲ့အချိန်စီဟာကျွန်တော်နှာခေါင်းထဲမှာညှိနှံ့လိုလိုဆဲရွှင်ရွှင်အနံ့လိုလိုရနေရဲ့ ဒီအနံ့ကငကားစိမ့်နေရဲ့ကိုရားထွက်တဲ့အနံ့နဲ့တူတယ်လို့ပဲတောင်ရစကားကြောင့်အောင်မြတ်တာကအခိုးငွေးတွေထွက်တဲ့ဘက်ကိုကြည့်ပြီးတောင်ရပြောတာဖြစ်နိုင်တယ်ဒီအခိုးငွေးတွေထောက်နိုင်တယ်ဆိုတာသူတို့မျိုးနွယ်ပဲရှိရမဟုတ်လားဆရာအနံ့ကဒီဘက်ကနေလာတာကျွန်တော်တို့သွားကြည့်ရအောင်တောင်ရကအနံ့လာရဘက်ကိုအာယုံခံရင်းတောင်ရဲကိုတဖြည်းဖြည်းဝင်သွားခဲ့တယ်အောင်မြတ်တာတို့လည်းတောင်ရသွားတဲ့နောက်ကိုလိုက်သွားရတမိုင်နောက်အကွာရောက်တော့ ညီညာပြန်ပြုံးနေတဲ့ကွင်းပြစ်တစ်ခုကိုမြင်လာရတယ်။အနန်းကဒီနားမှာအတော်ပြင်းနေစရာ။နောက်ပြီးတောနဲ့အတွင်းမှာဒီကွင်းပြစ်ရှိနေရလဲထူးဆန်းတယ်။ဟုတ်တယ်။တခြားမြေကြီးပေါ်မှာအပင်ငယ်လေးတွေပေါက်နေပြီမဲ့။ဒီကွင်းပြစ်ပေါ်မှာတော့မြက်တပင်တော့မရှိရအံ့ဩစရာပဲ။ကဲမကြခဲ့အပြစ်မှန်ကိုသိအောင်ဖော်ထုတ်ရတော့မှာပဲ။မင်းတို့နှစ်ယောက်ကငကားပတ်ကြော်အင်းကိုအသေးနေထားလှုပ်ထား။ငါအမေ့ပြန်လို့ထူးကြတာမြင်တာနဲ့အသက်သွေးမိတော့။အောင်မြတ်သားစကားကြောင့်တက်ခိုင်နဲ့တောင်းရလို့ ငကားပတ်ကြော့အင်းကိုအသက်သွေးမှုအသင့်ပြင်းကစောင့်နေခဲ့တယ်။ကျွန်ုပ်ကအထက်ဆရာကြီးများရဲ့အမေအရဤအရက်ဒေတာကိုတာသနာပြုရန်လာရောက်ချင်းဖြစ်ပါတယ်။ကျွန်ုပ်ဤစိတ်အဆင်သည်မကောင်းမှုကို ပြုလုပ်ရန်စံကြည်တမြင်စာများမရှိပါ။ဤသစ္စာစကားကြောင့်ကျွန်ုပ်ဤရှိတွင်တားဆီးပိတ်ပင်ထားတဲ့အရာမှန်သမျှလေပြင်းနဲ့တိတွေ့ရဲ့မြူးမုံနေလို့အဝေးလွင်းသို့လွင့်ပြဲပြီးမူလာအတိုင်းဖြစ်စေသားလို့သစ္စာဆိုလိုက်ရာကွင်းမြေပေါ်မှာခွေပြီးပြပြင်းမှုထားတဲ့ နဂါးစိတ်တစ်ကောင်ရဲ့ရုပ်တင်ပေါ်လာတယ်။တက်ခိုင်လို့လည်းနဂါးစိတ်ကိုမြင်လာတဲ့အင်းယိုအသက်သွင်းပြီးဖမ်းရ။နဂါးစိတ်ခင်ဗျထွက်ပေးချိန်တော့မရပဲ။နဂါးပဲကြော့အင်းထဲမှာပြိမိပါလေရော။လက်ဆက်သက်တော့ဒင်းရဇီရီပြက်ကိုခန္ဓာကိုယ်နဲ့ရစ်ပတ်ပြီးလာရှာတဲ့သူတွေမတွေ့အောင်ဖမ်းတီးထားတာ ਉ ။ကဲအခုအားစပြီးအတင်အနေနဲ့မူလားရုပ်တင်ဖမ်းစီမိ။ဘာကြောင့်ဇီရီကိုဖုံးကွယ်ထားရလဲဆိုတာပြောစီ။ဂျလန်ကဆန်လောက်ပါကနဂါးပဲကြော့အင်းထဲမှာပါတဲ့ကျိုးတွေရာ အသားလည်းတရရတိုးဝင်ပြီးနာကျင်မှုကိုခံစားရစေ။အဲရီလို့ပြောလိုက်တော့မှကြီးမားတဲ့ခန္ဓာကိုယ်အသွင်ရနေတင်တိုင်းအင်ဂျင်နဲ့တောင်ရှိပစိုးကိုဝှက်ထားတဲ့အသက်60အရွယ်ယောက်ျားတစ်ယောက်ဖြစ်ပြောင်းသွားခဲ့တယ်။နဂါးဘက်ကြောင့်အိမ်မှာမိနေတဲ့သူရဲ့ခန္ဓာကိုယ်ကသာအသက်60ကျော်ထင်ရပေမဲ့မျက်နှာကတော့16နှစ်သားတယောက်လိုနှုတ်ပြုံနေခဲ့တယ်။ကျုပ်ကတင်တို့လက်ခုပ်ထဲကရေပြစ်နေတဲ့အတွက်ဘာမှလုပ်လို့မရတော့ဘူး။ဒါပေမဲ့ဒီစီရီပြက်ကိုထိခိုက်စေမယ့်ကိစ္စမျိုးဆိုရင်တော့ အသားဘလောက်ပင်နာပါစေကြုံနှုတ်ကနေတခိုးမှထွက်လာမယ်မထင်နဲ့ကြောင်ရုံချင်းမရှိပဲတင်းငိမ့်စွာပြောလိုက်တဲ့စကားကိုကြတော့အောင်မြတ်တာကလေးနက်စွာပြုတ်လိုက်ပြီးတင်းကိုအခုလိုဖမ်းချုပ်ထားရတယ်ဆိုတာလည်းအချိန်ဤအရာဖြစ်သွားတာပါကျုပ်တို့ကလည်းမလိုအပ်ပဲဘသူ့ကိုမှထိခိုက်အောင်မလုပ်ပါဘူးတင်းကိုအတန်းနဲ့ထတ်တူဂတိပေးနိုင်တာကျုပ်တို့ကကိုကျိုးအတွက်ဒီစရီပြက်ကိုလာရှာတာမဟုတ်ဘူးဆိုတာပဲဒါဖြစ်ရင် နှစ်ပေါင်းရာကြီးပျောက်ကွယ်နေတဲ့ဒီစီရီကိုဘာကြောင့်လာရှာရတာလဲကျောက်တော်ကသူတော်ကောင်းလမ်းစဉ်ကိုကြည့်နေတဲ့သူတွေဖြစ်တဲ့အတွက်ထွက်ရက်ပေါအထက်ဆရာကြီးတွေရဲ့မိကြချက်ကိုအကောင့်ထဲပေါ်ဖို့ဒီကိုရောက်လာတာပါဒီစီရီကမကြမိအချိန်တွင်ခုနှစ်ရက်သားသမီးတွေလာရောက်ဖူးမြော်ကြမှာဖြစ်လို့ခုလိုအုပ်ပုပ်သားသားအမြင်မျိုးမရှိအောင်ကျောက်တော်ကဝင်ရောက်ကုသိုလ်ယူဖို့ရောက်လာရခြင်းဖြစ်ပါတယ်ကျောက်ကဒီစီရီကိုစောင့်ရှောက်ရတဲ့တောင်ဆောင်ငကားမင်းဖြစ်တဲ့အတွက်ကျောက်တော်ဝင်ရောက် တင်တော့ဇေဒီတော်တီမဲ့သူတွေတဲရမဲ့ဂတိသစ္စာကိုစောင့်ထိန်နိုင်မှာမလားဆိုတာတန်တရားဝင်မိရဲ့အတင်ငကားမင်းနေနဲ့ကျောက်တော့ပေါ်တန်တရားရှိရဲဆိုရင်ကြာရနီးလန်းနဲ့စမ်းသက်လို့ရပါတယ်အခုအတင်ငကားမင်းကိုပေါ်မှာချုံနောက်ထားတဲ့ကြော်ကွင်းကိုလည်းဖြေလျှော်ပေးလိုက်ပါမယ်အောင်မြတ်သာပြောပြရနဲ့အင်းကိုပြန်သိမ်းပြီးအချုံနောက်နေကိုဖယ်ရှားပေးခဲ့တယ်။ငကားမင်းလည်းအချုံနောက်ကလွတ်တာနဲ့ဇေဒီပြည့်ရဲ့ဌာပနာတအတွင်းမှာရှိတဲ့မောင်းတလုံးကိုထုတ်ယူလာပြီးတော့ ဒီရာကဇေဒီရဲ့ဌာပနာပစ္စည်းပဲဒီမောင်ရဲ့ပပတ်လေမှာတံပိုးမပြတ်နိုင်တဲ့ယရနာပစ္စည်းတွေနဲ့စီချဲထားတဲ့ပြင်မောင်လဲမှာရှိတဲ့ဘူးအတွင်းမှာတော့အင်းဝိစာတပါးရဲ့မနှောမယတိတ်တိအင်ယုံမြုပ်နှံထားတယ်ဒါကြောင့်ဒီပစ္စည်းကိုလိုချင်ကြတဲ့လောဘသားတွေနဲ့ဂိုင်းစရာအတော်များများရဲ့လက်ကလိုအောင်ကျုပ်ရဲ့အစွဲနဲ့ကွဲဖြောက်ထားရတာပဲဒီအတွက်ကိုတော့တင်ယုံကြည်စိတ်ချနိုင်ပါတယ်ကျုပ်တို့အနေနဲ့ဒီစီဒီကိုအသေးပြန်လဲမူးမှန်ပြီးရဲ့အချိန်ထိသာတောင်းပေါ်မှာနေပြီးတော့ တီးတော့တင်တဲ့နေ့မှာဒီအရက်ကနေစွန့်ခွာမယ်လို့ကတိပြုပါတယ်။အောင်မြတ်သာစကားအစုံမှာဖျားဆောက်နဂါမီယပေလွာနဲ့ရေးထားတဲ့စာတစ်ချက်ကိုအင်ကြီးရရနေထုတ်ယူပြီးဒီပေလွာထဲမှာဈေးကြီးတဲမဲ့သူတွေလိုက်နာရမယ်စီကံချက်တွေရှိပါတယ်။ဒီစီကံချက်နဲ့မညီပဲဈေးဒီယိုပြုပြင်ရင်ဥဆောင်သူပဲနစ်နာမှဖြစ်လို့ဖတ်ကြည့်ပေးပါ။အဲရီလို့ပြောပြီးပေလွာကိုကမ်းပေးခဲ့တယ်။အောင်မြတ်သာလည်းပေလွာကိုလှမ်းယူတဲ့ချိန်မှာတော့ အရှိမရက်နေရဲ့ပုပ်ကူကဖြတ်ခနဲပြောက်ွယ်သွားခဲ့တယ်။အဲဒီချိန်မှာမှအေးမြတဲ့လင်းနူအေးတွေတိုးဝင်လာပြီးပူလောင်အိုက်ဆက်တဲ့လင်းငွေတွေရုတ်တရက်ပြောက်သွားခဲ့တယ်။ပေလွာထဲမှာတော့မောင်တလုံးစီဒီကိုတီလာတိတ်ခါတမာတိပြည့်စုံတဲ့အင်းဝိဇာဆရာကြီးရွှေမောင်မှဝိဇာအတက်ပညာတို့ဖြင့်စီရင်ပြီးတည်ခဲ့ပါတယ်။ဤအချင်းရာကိုသိရှိရဲ့ဝါရီရှူမင်းကယတနာအတိတ်စီချဲ့ထားတဲ့အတူပလမောင်တော်ကိုဌာပနာထဲ့သွင်းပူဇော်ခဲ့ပါတယ်။ ဇေဒီတော်မတမသူများခိုးယူဖျက်ဆီးခြင်းမပြုနိုင်အောင်တားဆီးရန်တောင်ကျောမှနေထိုင်တဲ့နန္ဒကာမျိုးနွယ်တွေကိုတာဝန်ပေးအပ်ခဲ့ပါတယ်။ဇေဒီတော်ခြုံရင်းပျက်စီးခဲ့သည့်ရှိသောပထန်းဆက်ရှိသူသာဤနေရာသို့ဆိုက်ဆိုင်မြတ်မြတ်ရောက်ရှိ ကုသိုလ်ပြုနိုင်စေရန်ကျုပ်ကိုယ်တိုင်တစ္ဆာပြုတိုက်တဲ့အပ်ပါသည်။ပထန်းဆက်ရှိသူများဇေဒီကိုပြုပြင်မူးမံရရင်အောက်ပါအချက်များအတိုင်းလိုင်းနာကျင့်သုံးရနဲ့ဂတိတစ္ဆာဖောက်ပြက်ပါကကုံလန်းသွားကုံပေး ရေလန်းသွားရေပေးကြုံတွေ့ရပါစေသား၁ဇေဒီပြုပညာတွင်တီလာမစင်ကျဲသူများရဲ့လှုပ်အားကိုအသုံးမပြုရန်၂ဇေဒီအရေးတရပြီးပါကခုနှစ်ရက်အတိတ်ထံဝင်ပြီးတောဆောင်နဲ့တောင်ဆောင်နဲ့များကိုပင့်ဖိတ်မြစ်တာပို့ရန်၃ဌာပနာပစ္စည်းများကို စိတ်နှိမ့်ပင်ပြင်မာခြင်းမရှိရန်ဆိုတဲ့အချက်တွေရေးသားထားတာကိုမြင်လာရတယ်။အောင်မြတ်တာတို့လည်းဇေဒီကို ပြုပြင်ရမှာလိုင်းနာရမယ့်အချက်တွေကိုသိပြီးနောက်မှာတော့ အုပ်ပုတ်သားသားပြည့်နေရဲ့ဇီးဒီပေါ်မှာအလင်းတိုင်အမွေးတိုင်ထုံးကဝိနည်းတရဝါရီပေါ်မြစ်တာဖို့အများတန်းဝေကြီးအမှုကိုစတင်ပြုလုပ်ခဲ့တယ်။ညာချမ်းချေရောက်တော့ဇီးဒီရှိရာကွင်းမြေဘက်ကိုဖိုးဆန်လာတယောက်ဆင်ဖြူစီပြီးရောက်လာတော့တယ်။ဆရာလေးတို့ကဒီဇီးဒီနဲ့ပထန်းဆက်ရှိရပဲ။ဒါကြောင့်တောင်ဆောင်ငကားမင်းကအလျှော့ပေးခဲ့ရတာ ਉ ။ဆင်ဖြူပေါ်ကနေလမ်းပြောလိုက်တဲ့ဖိုးဆန်လာစကားကြောင့်အောင်မြတ်တာကဇင်းကြံရှောင်းနေရရက်လိုက်ပြီးဇီးဒီကိုရှာတွေးခဲ့ပြီးမြဲ ပြန်လည်ပြုပြင်မှုဟာအခက်အခဲရှိနေသေးတဲ့အဖို့ဖိုးဆန်နာကဦးကောင်းကိုငုတ်ချပေးနေရဲ့စင်ဦးကင်းပေါ်ကနေလမ်းလျှောက်ဆင်းလာပြီးတော့ဆရာလေးတို့ကဇေဒီပြုပြင်မှုလှုပ်အားရပြစ်စည်းရမရှိလို့စိတ်ညစ်နေရလားဟုတ်ပါတယ်အဖို့ဒါမျိုးဖြစ်မယ်ဆိုတာသိလို့ကြောက်ရောက်လာတာပါအခုဆိုရင်ဆရာလေးတို့မောင်းတလုံးဇေဒီကိုမူးမှန်ပြီးတီးတော့အစ်တင်မယ်ဆိုတဲ့တည်းရတောင်ကျော်တကျော်ပြန့်နှံ့ပြီးတော့ဒါဝန်းတာတဲ့သူတွေရှိတယ်လို့မနာလိုတဲ့နတ်ဆိုးတွေလည်းရှိနေကြတယ် လုံသားအတွက်ကိုတော့စိတ်မပူနဲ့လာမယ်လာပြင်းနေရောက်ရင်ဆရာလေးတို့စီကိုဧည့်သည်တွေလာကြလိမ့်မယ်သူတို့လာရင်ဆရာလေးတို့တတိထားနော်အဖိုးဆန္ဒကအောင်မြတ်တာကိုရီကျဲကျဲမျက်နှာထားနဲ့ပြောပြီးဇေဒီကိုဖူးမြော်ကပြန်ထွက်သွားခဲ့တယ်ဒီလိုနဲ့သုံးရမြောင်းနေညမှာတော့ဇေဒီရဲ့အနောက်ဘက်ခြမ်းနေမိမသုံးယောက်တက်လာတာကိုလောက်ရောက်နေလှမ်းမြင်လာရတယ်မိမသုံးယောက်ကအောင်မြတ်တာနဲ့ငါးပြီလာအကွာကိုရောက်တော့ထိုင်ချလိုက်ပြီးဇေဒီကိုဥစွာကြတော့တယ် ပြီးတော့မှလက်ထဲမှာဝေထားတဲ့ရွှေလဲကောက်တီကိုတချွင်ချွင်မိအောင်လှုပ်ရမ်းပြီးတော့ဆရာလေးတို့ဇေဒီမိုးမှန်မှုအတွက်ညီမတော်တို့ပိုင်ဆိုင်တဲ့ပစ္စည်းတချို့လာလှူတာပါအဲဒီလိုပြောကလက်မဝေထားတဲ့လက်ကောက်တီကိုချုပ်ကပုံထားလိုက်တယ်တင်တော့ကဘသူရည်များလဲကျမတို့ကတီတောင်ကျောင်းနဲ့ဆက်ဆက်နေရဲ့တောင်တွေမှာနေကြပါတယ်။မကြီးမလက်မငယ်ဆိုရင်အနီးနားအတူတွေတိကြပါရဲ့ရှင်။အော်လက်ဆက်သက်တော့တင်းတို့ကဥစ္စာဆောင်မလေးတွေပဲ။ သင်တို့အနေနဲ့ဇေဒီတီတော်တင်တဲ့အခါလာရောက်ပြီးတာရုခေါ်ဖို့ဖိတ်ကြားပါလေ။လာရမှာပေါ့ရှင်။ဆရာငငယ်ချောချောလေးတွေဦးစီးရပွဲပဲ။မလတ်တူကတေချာပေါက်လာမှာပေါ့။ညီမသုံးယောက်ထဲမှာရဲတင်းလို့နဲ့မလတ်ရဲ့စကားကြောင့်ဘေးမှာရှိနေတဲ့ညီမနှစ်ယောက်ကအချင်းချင်းလက်တို့ပြီးတော့မလတ်ကအစားနောက်တန်လို့ပါဆရာလို့။ဘွေးမယူပါနဲ့နော်။ဆရာတို့ဇေဒီမုံမှန်ဖို့အတွက်တီလာပြေစုံတဲ့ပဋ္ဌာန်းဆက်တွေကိုအကြောင်းကြားထားပါလေ။ဒါကြောင့်ဆရာတို့ရီမန်းချက်လည်းအမြန်ပြေမှာပါ။ အဲ့ဒီလိုပြောကပြန်ထွက်သွားကြပါလေညီမတို့ရောက်လာပြီးနှစ်ရမြောက်နေ့မှာတော့အုတ်တေသေးတွေကိုတနိုင်တပိုင်ထံပိုးပြီးတက်လာကြတဲ့လူတချို့ကိုမြင်လိုက်ရတယ်တရားမိတ်ဆွေတွေကဇီရီပြက်ကိုပြန်လဲပြုပြင်မူးမှန်မဲ့သူတွေလားကိုတမျိုးမျိုးစားရင်မိလိုက်တဲ့လူရဲ့စကားကြောင့်အောင်မြတ်တာကယာယီစောက်ထားတဲ့ဝါတဲ့ရဲ့အပြင်းမတ်ကိုထွက်လိုက်ပြီးတော့တရားမိတ်ဆွေတွေကဇီရီပြက်ရှိကြဘလို့သိကြရလဲညာအိမ်မက်ထဲမှာမောင်တလုံးတောင်ပေါ်မှာဇီရီတစုပြုပြင်မှုသူတော်ကောင်းတွေရောက်နေရဲ့ သူတို့မှလုံအားနဲ့ဈေးကြီးပြုပြင်မှုပြည်စည်းရေလိုအပ်နေရဲဆိုပြီးလာပြောလို့ဟုတ်တော်ရှိမဟုတ်တော်ရှိတက်ကြည့်မယ်ဆိုပြီးထွက်လာခဲ့တာလန်တဝဲရောက်တော့ကျုပ်လိုအိမ်မက်မက်ပြီးလာတဲ့သူတွေနဲ့ထက်ဆုံတော့တာပဲဝမ်းသာလိုက်တာဗျာတင်းတော်ကဒီစေကြီးနဲ့ပထန်းဆက်ရှိရဲ့သူတွေပဲလာကြလာကြအောင်မြတ်တာတို့လည်းအိမ်မက်အရာရောက်လာကြတဲ့သူတွေစီမှာပါလာတဲ့ပစ္စည်းတွေကိုနေရာချပြီးတော့ဈေးကြီးအပြတ်မှာတွေ့ကန့်နေရဲ့ရင်းကြီးနဲ့အမိုက်တိုက်တီကိုတန်ရှင်းတဲ့အမှုကိုစတင်ခဲ့တော့တယ ီလိုနဲ့နေတိုင်းအရလာရောက်လှူဒန်းပြီးလဝါဒါနာပြုကြတဲ့ပြင်ပတန်းစားပါတဲ့ပုံကိုတချို့လည်းပောင်းဝင်ကလှူအားပေးခဲ့ကြတယ်ဇေဒီယိုလာရောက်တဲ့သူတွေထဲမှာတီလာမလုံတဲ့သူတွေပါရင်တော့တောင်ပေါ်မှာလမ်းပြောက်ပြီးဇေဒီစီကိုမရောက်တဲ့ဖြစ်ရမျိုးတွေလည်းကြုံခဲ့ရတယ်ဇေဒီရဲ့ဖက်နှက်တော်ပြီးစီးရဲ့ချိန်မှာတော့နောက်တစ်စင်းတန်းနိုင်မှုဆရာတပည့်တွေခုနှစ်ရက်အတိတ်တန်ဝင်ခဲ့ကြတယ်အတိတ်တန်ပြီးမြောက်တဲ့နေ့မှာတော့ဖိုးဆန်လာရောက်လာပြီးဆရာလေးတို့အတိတ်တန်အောင်မြင်တဲ့အထိမ့်မှန်အနေနဲ့ မနှက်ပြန်ကြရင်တိုင်တန်းရှင်တွေကိုယ်တိုင်တော့အားပေးလာကြမယ်သူတို့လာရင်ပဒန်းထာပနာပစ္စည်းတွေပါလာမှာမို့တာမန်လူသားတွေမမြင်နိုင်အောင်ဆရာလေးတို့စီမံထားပေးပါအောင်ဆိုတဲ့တည်င်းစကားကိုတည်ဆောင်လာခဲ့တယ်ဖိုးဆန်လာပြောတဲ့အချိန်နောက်နေ့မနက်အယုံတက်တာနဲ့ရုပ်ရည်ချုံးပေါ်လာပါတဲ့ယောက်ျားမိန်းမပေါင်းများစွာရောက်လာပြီးတော့ဇေဒီရဲ့ဒုတိယအဆင့်ဖြစ်တဲ့ပန်းတင်ကုန်ဖြစ်လာအောင်လုံအားပေးခဲ့ကြတယ်အိမ်နေမှာတော့လူတွေရောတိုင်တန်းရှင်တွေပါအတူပူးတွဲကုသိုလ်ယူခဲ့ကြတယ် နေ့နဲ့တမင်းစားကြေရောက်တော့တာမန်လူတွေကမိမိတို့မှာပါတဲ့စားစရာတွေကိုထုတ်စားပြီးအနားယူနေတဲ့ချိန်တိုင်းနယ်ရှင်တွေကတော့အောင်မြတ်သားတို့ရှိရတဲ့ကိုလာပြီးတံမိုးမပြတ်နိုင်တဲ့ကြောက်တဲ့ဗတဲ့များတွေကိုဌာပနာပစ္စည်းဖြစ်ထည့်လူခဲ့ကြတယ်။အောင်မြတ်သားကတော့ဌာပနာထည့်ဖို့ရထားတဲ့ယရနာပစ္စည်းတွေကို စုပုံပြီးဒီယရနာပစ္စည်းတွေကနောက်ပွင့်လာမယ့်မြတ်စွာဘုရားအားရည်စူး၍လှူဒန်းထားတဲ့အတွက်စိတ်တဘောရိုးဖြောက်သူတွေသားနဲ့ဘဂတိအရှိတိုင်းမြင်နိုင်ပါစေသလိုအထိတ်ထံပြုကား တဲအတွင်းမှာပဲစုပုံထားခဲ့တယ်။ဒီလိုနဲ့ဇေဒီရဲ့ပထမပြည့်စရာဒုတိယပြည့်စရာတတိယပြည့်စရာကြည်ဝန်း၅ခုရှစ်မြပေါရန်ခေါင်းလောင်ခါစီတပိတ်မှပန်းဆွဲ၁၆ခုဖောင်းရဲ၇ခုကြာမောင်းကြာပွင့်၁၈ချံရွယ်လုံး၁၈လုံးကြာလန်ကြာနူးကြာဘူးအထိပြန်လည်မိုးမှန်နိုင်ခဲ့ပြီးနောက်ဆုံးစည်းအနေနဲ့တိော့တင်းမူတာကြန့်ရှိခဲ့တယ်။ အောင်မြတ်သားတို့လည်းနောက်ဆုံးဆင့်ကြမ်းရှိနေတဲ့ထီတော်တင်မှုအတွက်အတိတ်ကခုနှစ်ရက်ဝင်ခဲ့ရာနောက်ဆုံးရက်လည်းရတော့ကောင်းရက်တစ်ခုလုံးအခြေအခါမဟုတ်မိသားတွေတလိမ့်လိမ့်တက်လာကတောင်တစ်ခုလုံးမဲမောက်သွားတာကိုမြင်လိုက်ရတယ်။ငါတို့ရဲ့အောင်မြင်မှုကိုမနာလိုရှုစိတ်တဲ့သူတွေကထီတော်မတင်ပြအောင်ဖျက်လို့ဖျက်စီလောက်ကြတော့မယ်ထင်တယ်။ဇေဒီဘေးမှာဇင်းကြံရှောင်းနေရင်ပြောလိုက်တဲ့အောင်မြတ်သားရဲ့စကားကြောင့်တက်ခိုင်နဲ့တောက်ရကကျွန်တော်တို့ကတော့ဆရာခိုင်းတာလို့ဖို့အစ်စ်မှာပဲ။ဘာလို့ကမလဲစုရတာပြောပါ။ လောလောဆယ်တော့မြစ်တာတာနိုင်နိုင်ပို့ထားပါ။ငါတို့ကကောင်းတဲ့အမှုကိုလုပ်နေတဲ့သူတွေဖြစ်လို့ဇေဒီနဲ့ပထန်းဆက်ပါတဲ့နှကောင်းနှမျက်တွေကတားဆီးပေးမယ်လို့ယုံကြည်ရဲ့။အောင်မြတ်တာနေနဲ့အတိတ်တဝင်းရဲ့ကာလတွင်ပညာစွမ်းတွေကိုထုံမတုံးတက်တာသိထားတဲ့တက်ခိုင်နဲ့တောက်ရကအခြေအနေတွေကိုသဘောပေါက်ပြီးမြစ်တာဟုတ်တာထက်တလဲလဲပွားများနေခဲ့ကြတယ်။ကောင်းရင်တခွင်လဲလျက်စည်းရလက်မိုးကြိုးတွေတဝဝတတိုင်းတိုင်းနဲ့ပြည့်ခဲ့တော့မဲ့အလားဖြစ်ပေါ်လာသလိုမိုးဆက်မိုးပေါင်းတချို့ကလည်း လေအဝေးမှာလွှဲပါလာခဲ့တယ်။အဲ့ဒီချိန်လှဲဘိတ်အရွယ်လောက်ရှိရဲ့ငကားစိတ်တကောင်ကဇီဒီဘက်ကိုလွှင်ပါလာတဲ့မိုးငွေ့မိုးရိပ်တွေကိုသူ့ရဲ့အမိနဲ့ရိုက်ထုတ်ပြီးရှင်းလင်းနေအောင်မြင်တွေ့လိုက်ရတယ်။ဆရာဟိုမှာမြင်နေရတဲ့ငကားစိတ်ကမိုးငွေ့တွေကိုအမိနဲ့ရိုက်ထုတ်နေပါလား။အင်းသူ့တော်ဝင်ရဇီဒီကိုစောင့်ရှောက်ရမယ်ဆိုတာပါနေလို့နိုင်တဲ့ဘက်ကနေဝင်ကူတာဖြစ်မှာပါ။အောင်မြတ်တာစကားမဆုံးခင်မှာမိုင်းညိုနေတဲ့တိတ်တိုက်တွေကြားရရနေထွက်လာတဲ့လျှက်စီးတစ်ပြက်က ၎င်းစိတ်ရဲ့ကူပေါ်ကိုတက်မက်စွာထိမှန်သွားခဲ့တယ်။မြေကြီးရဲ့ပါတုံခါသွားတဲ့အထိပြင်းထန်လာတဲ့မူးကျိုးတံကြောင့်၎င်းစိတ်တံကလည်းလူသွင်းပြောင်းပြီးဇီရီပရဝော်အတွင်းကိုပြုတ်ကျလာကစက်တင်ငင်ငင်ဖြစ်နေခဲ့တယ်။အောင်မြတ်သားလည်းအတိတ်တံမပြေသေးရမှုကြားလာတဲ့ပုဂ္ဂိုလ်ကိုဂိယူနာတတဲမျက်လုံးနဲ့ပဲကြည့်ကဇီရီကိုပတ်ပြီးစင်းကြံထက်ရှောင်နေခဲ့တယ်။အဲဒီချိန်မှာဘေးမှာရှိနေတဲ့တက်ခိုင်တဲ့တောက်ရကစင်းကြံရှောင်နေအောင်ဖြုတ်ပြီးအင်းဆောင်ပုဂ္ဂိုလ်ကိုပြေးလိုက်ပါလိရော။ အောင်မြတ်တာလည်းတက်ခိုင်နေတောက်ရလို့အဓိဋ္ဌံပြက်ပြီဆိုရသည်လို့လှဲ့ကြည့်လိုက်တဲ့အချိန်ဓာလန်လက်နဲ့တွေကင်ထားတဲ့အင်းဆောက်တွေကလေဘော်ကိုပြတ်တက်သွားတာမြင်လိုက်တယ်။အဲဒီချိန်တောင်ကျုံးတစ်ခွင်ကနေကြက်သိန်းထဝယ်ရည်တန်ကြီးနဲ့တူတင်းတို့အဓိဋ္ဌံပြက်ပြီ။ဒါကြောင့်ဒီစီရီကိုတင်းတို့တီးရော်တင်းတို့မရတော့ဘူး။စိုးရဲတန်ထွက်ပေါ်လာခဲ့တော့တယ်။မိုင်းညို့အုပ်ဆိုင်ကတကြိမ်ကြိမ်ဖြစ်နေတဲ့ကောင်းကင်ရံကပြန်လဲကြည့်လင်လာခဲ့တယ်။အောင်မြတ်တာလည်းကြားလိုက်ရတဲ့တန်ကြောင့်မျက်စိရုပ်ဆုံးမိကာ တပ်ပြင်းရှေ့တစ်ချက်ကိုချလိုက်ပြီးတော့ဇင်းကြံဟူသာဆုံးတဲ့အထိရှောင်နေလိုက်တယ်။မျက်စိကိုမိပြီးရှောင်နေတဲ့ချိန်တွင်တောင်ကျောမှရှိတဲ့နေရာတချို့ကဝန်းနေပက်လက်ငူနေရဲ့အတန်းနေပြင်အောက်တွေပြိုကျတဲ့အတန်းဟူပါကြားလိုက်ရတယ်။အတိတ်ထံပြီးလို့မျက်လုံးဖွင့်ကြည့်ရဲ့ချိန်မှာတော့မိုးကြိုးတီးလို့လဲကျနေတဲ့ပုံကိုအင်းသမားတွေနဲ့ကုသပေးနေတဲ့တက်ခိုင်နဲ့တောက်ရလို့မြင်လိုက်ရတဲ့ပြင်တစားစီပြိုပြက်နေတဲ့ဇီးဒီကိုပါရင်နှင်းပွဲတွေ့လာရတော့တယ်။တက်ခိုင်နဲ့တောက်ရတို့ကတော့ သူတို့အဖြစ်ကိုသိရတဲ့အတွက်တကူလို့အညူမဲဆွဲနေတဲ့ပုံကိုကုပေးပြရနဲ့အောင်မြတ်တာရှေးလာပြီးတော့ကျွန်တော်တို့ကြောင့်ဆရာရှိမှန်းချက်တွေပြက်စီးခဲ့ရတယ်ဆိုတာသိပါတယ်။ဒါကြောင့်ဆရာပေးတဲ့အဖြစ်ကိုနောင်နာမရပဲခံယူခြင်းပါတယ်။လူဆိုတာကိုယ့်အဖြစ်ကိုသိဖို့အရေးကြီးရမဟုတ်လား။မင်းတို့အနေနဲ့အတိတ်ထက်အောင်မဖြတ်ဘူးဆိုရင်ငါတို့ကိုဝန်ကူညီရတဲ့သူကဒီထက်ပိုနာကျင်ခံစားရမယ်။ခုလိုအတိတ်ထံဖြတ်လိုက်တော့လာပေါင်းများစွာအပေမန်းခန့်ကြိုးစားခဲ့ရတဲ့အရာတခုပြိုပြက်ခဲ့ရပြီမို့လား။ อืมပြကြမဒီလိုဖြစ်လာဖို့အကြောင်းဖန်လာတော့လေဘယ်တက်နိုင်မှာမလဲဒီစီရီယာငါတို့လက်နဲ့ထီးတင်မှုမထိုက်တန်သေးဘူးထင်ပါရဲ့ကျွန်တော်တို့အနေနဲ့ဇီရီဆောက်ပုံကိုခန်းစားနေရတာမကြည့်ရလို့အတိတ်တန်ပြတ်မိသွားတာပါနောက်ပြီးအတိတ်တန်ပြတ်ရင်ခုလိုဖြစ်မယ်မှန်တကယ်မသိခဲ့လို့ပါဆရာဖြစ်ပြီးရရင်ပြန်ပြောလဲဘာမှထူးမှာမှမဟုတ်တာအစိုးရအကောင့်တကူကဇီရီဆောက်ပုံကိုရဲ့နာကျင်မှုကိုရှော့ချပေးနိုင်ခဲ့တာပဲကဲကဲ ဒီညမှာတော့တိုင်တန်းရှင်တွေကသူတို့အပ်ထားတဲ့ဌာပနပစ္စည်းတွေပြန်လာယူကြတော့မှာဖြစ်လို့အသိပြင်ထားကြ။တက်ခိုင်နယ်တောင်ရကတော့အုံရိုးတွေတစားစီပြိုကျနေတဲ့ဇီရီယိုကြည့်ရင်အံဟုကြိတ်ထားလိုက်ကြတယ်။ညတက်ကောင်ချေရောက်တော့တိုင်တန်းရှင်တွေကညိုးခဲ့တဲ့မျက်နှာသားတွေနဲ့ရောက်လာပြီးဌာပနပစ္စည်းတွေကိုပြန်ယူသွားခဲ့ကြတယ်။အောင်မြတ်တာကတော့ဌာပနပစ္စည်းတွေကုန်သွားတာနဲ့ဇီရီပြန်ရှိမှတင်မလီခွေထိုင်ပြီးတရားမှတ်နေခဲ့ရအာယုံတက်ချေရောက်လာခဲ့တယ်။အဲဒီချိန်စိတ်မပြတ်တဲ့လူလေး လောကမှာအမှားမှန်ဆိုတာတွွန်တွဲနေတတ်တာပဲမို့လားလူလေးမလုံးနိုင်ခဲ့တဲ့အရာကိုနောင်လာမဲ့နှစ်ပေါင်း60အတွင်းမှာလုံးနိုင်မဲ့သူတယောက်ပေါ်လာလိမ့်မယ်အခုတော့အချိန်မကြသေးဘူးလို့သဘောထားပါအခုတော့လူလေးရဲ့တပည့်တွေနဲ့တူတဝါကူတဲ့ကိုမျက်စိနဲ့လမ်းမပြီးရောက်သွားတဲ့ကိုရင်သုံးမကိုကဲ့တင်မှဆိုတဲ့အတန်ကြားလိုက်ရတယ်တရားဖြုတ်ပြီးရဲ့အချိန်မှာတော့တက်ခိုင်တဲ့တောင်ရလူကအောင်မြတ်တာရှိမှဒူးထောက်ပြီးကျွန်တော်တို့နှစ်ယောက်ဆရာအမေမရပဲထင်ရဆိုင်ခဲ့တဲ့အတွက်ခွင့်လို့ပေးဖို့တောင်းဆိုပါတယ် ကျွန်တော်တို့ကိုကိုကိုတုံးသက်ဆင်ခြင်းမှုဆေးရနာကနေထွက်သွားခွင့်ပေးပါလို့ပြောပေးမယ်။အောင်မြတ်သားကမကြားဟန်ပြုပြီးခုနကတရားထိုင်နေရောတဝါကူတဲ့ဝင်မှုလမ်းပြောင်းနေရဲ့ကိုရင်သုံးမောက်ကဲတင်မှုတာဝန်ပေးခဲ့တယ်။ဒါကြောင့်မင်းတို့နှစ်ယောက်ကတအောင်ရောက်တာနဲ့တဝါကူကြောင့်တေချာစုံစမ်းမှုပြင်ဆင်ထားကြ။အဲဒီလိုပြောပြီးထွက်သွားခဲ့တော့တယ်။တက်ခိုက်နယ်တောင်းကလည်းသူတို့ကိုအပြစ်မပြောဘဲနောက်ထပ်တောင်းဝင်တစ်ခုကိုပါပေးလိုက်တဲ့ဆရာဖြစ်သူစကားကြောင့်မျိုးလုံးနဲ့အယောင်တောက်လာပြီး ဘေးမှာကျထားတဲ့လွယ်အိတ်ကိုလွယ်ကအနောက်ကနေပြေးလိုက်ခဲ့ကြတော့တယ်။ဟုတ်ကဲ့ပါရှင်။စာရဲသူဇေယနာရာမညရေးသားထားတဲ့အောင်မြတ်တာနဲ့မောင်းတလုံးတောင်ဆိုတဲ့ဇာတ်လမ်းကတော့ဒီမာရီမဲပြီးဆုံးပါပြီရှင်။ဇာတ်လမ်းလေးကိုအားပေးခဲ့တဲ့အတွက်လည်းပရိသတ်ကြီးအားလုံးကိုကျေးဇူးတင်ပါတယ်ရှင်။